ပါလို့မယ်မင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကျွန်တော်လိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့မှာတော့ Athletic UK ဘက်ကနေပြီးတော့ထုတ်ပြန်ခဲ့တဲ့စိတ်ဝင်စားစရာကိစ္စတစ်ခုခင်ဗျားတို့နည်းနည်းလေး sharing လုပ်ချင်တယ်ပေါ့နော် Athletic UK အနေနဲ့ဒါလွန်ခဲ့တဲ့2ရက်လောက်ကဒါကျွန်တော်တို့သူတို့အနေနဲ့ဒါကျွန်တော်ကစားသမား agent အယောက်20နဲ့တွေ့ဆုံဆွေးနွေးပြီးတော့ interview ခဲ့တယ်။ interview ခဲ့တဲ့အဓိကအကြောင်းရင်းကသူတို့ဒီ agent အယောက်20အနေနဲ့ဒါကျွန်တော်လက်ရှိကစားသမား agent ပေါ့နော်ကစားသမား agent အယောက်20အနေနဲ့ဘယ်ပြောင်းရွှေ့ကသူတို့အမြင်မှာအဆိုးရွားဆုံးနေလဲဘယ်ပြောင်းရွှေ့ကသူတို့ရဲ့အမြင်မှာအကောင်းဆုံးလဲဆိုတဲ့ဒါကျွန်တော်တို့အဲ ဖုန်တင်စနစ်နဲ့တို့သွားခဲ့တယ်ဘွန်းအဲ့ဒီတည်းမှာဒါကျွန်တော် surprising ဖြစ်စရာတွေဖြစ်ခဲ့လို့ကျွန်တော်အနေနဲ့ဒီနေ့ဒီတစ်ခေါက်မှာဒါကျွန်တော်တချို့ကစားသမားတွေတော့မှအသင်းပြောင်းသွားမှန်းသိတယ်ဆိုရဲတချို့ဥစ္စာတွေတွေ့လာခဲ့ရတယ်မှာပါအဲ့တော့လက်ရှိမှာဒါဒီနေ့မှာဒါကျွန်တော်အဆိုးရွားဆုံးဒါကျွန်တော်ကစားသမားဒါကျွန်တော်တို့တူတဲသူတို့တွက်ထားအရေးတော့တော့မသိဘူးပေါ့နော်ဒါပါလက်ရှိမှာဒါကျွန်တော်အဆိုးရွားဆုံးနဲ့အကောင်းမွန်ဆုံးခေါ်ယူမှုနှစ်ခုထွက်လာတယ်အဲ့တော့ဒီနေ့မှာတချို့လူတွေအနေနဲ့ဒါကိုလက်ခံခြင်းမလက်ခံလိမ့်မယ်လက်မခံခြင်းလည်းရဒါပေမဲ့ကျွန်တော်ဒါကကျွန်တော်ရွေးချယ်ထားတာမဟုတ်သေးဘူးပေါ့နော်ကျွန်တော်ကတော့မရွေးချယ်သေးဘူး maybe ကျွန်တော်ကတော့လား လာမယ့်အဲဒီဇင်ဘာလောက်မှာကျွန်တော်တို့ရွေးချယ်ရွေးချယ်မယ်ဒါကျွန်တော်တို့အကောင်းဆုံးအဓိကရွေးချယ်မှာအဆိုးဆုံးလို့မဟုတ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အကောင်းဆုံးကိုကျွန်တော်အရင်ဆုံးပြောအောင်ဒါလက်ရှိမှာဒါကျွန်တော်အေဂျင့်အယောက်20ရဲ့ဒါကျွန်တော်ဒီနှစ်ရဲ့အသင်းတွေအတွက်အကောင်းဆုံးသောခေါ်ယူမှုကိုနံပါတ်1နေရာမှာဘယ်သူကိုသတ်မှတ်ထားလဲနံပါတ်1နေရာမှာဘယ်သူကိုသတ်မှတ်ထားခဲ့ကြလဲကျွန်တော်တို့ ကအေဂျင့်တယောက်ချင်းစီတိုင်းကဒါသူတို့ရဲ့ယုံကြည်မှုနဲ့ရွေးချယ်ထားတဲ့ဥစ္စာတွေရှိတယ်။အဲလက်ရှိမှာဒါကျွန်တော်တို့အေဂျင့်တယောက်ချင်းစီတိုင်းကဒါလက်ရှိဟို overlap ဖြစ်နေတာလည်းရှိတယ်။ဘာလို့တချို့ကြတာဒါအစိုးရဆုံးခေါ်ယူမှုလို့သူတို့အနေနဲ့ယူဆရဥစ္စာတွေရှိလို့တချို့ကြလည်းအကောင်းဆုံးခေါ်ယူမှုတစ်ခုလို့ယူဆရလည်းရှိတယ်။အဲ့ဒါကဘလို့ကျွန်တော်တို့ဒါပေးပေးအေဂျင့်တွေဘလို့လဲအလုပ်လုပ်လဲမသိမနဲ့ Athletic UK ဒီအေဂျင့်ရောက်နေဆိုခေါ်ထားတယ်ပေါ့နော်အဲ့တော့လက်ရှိမှာအေဂျင့်ဒါတယောက်ချင်းစီရဲ့ဒါကျွန်တော်တို့ voting ပေါ်မှာလည်းမူတည်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ agent တွေအနေနဲ့ဒါလက်ရှိအကောင်ဆုံးဒါကျွန်တော်ခေါ်ယူမှုတွေတဲ့မှာဘ누구ကိုသူတို့သတ်မှတ်ထားလဲလက်ရှိမှာဒါကျွန်တော်တို့ဟို okay လို့သတ်မှတ်ထားတာဒါလက်ရှိမှာအသင်းနဲ့အဆင်ပြေမယ်လို့သတ်မှတ်ထားတဲ့ကစားသမားတွေကဒါ riders riders နဲ့ city ရဲ့ခေါ်ယူမှုကိုအဆင်ပြေတယ်လို့ agent တယောက်ကနေပြီးတော့သူ့မိန်နဲ့ဒါသတ်မှတ်ထားပေးခဲ့တယ် service summon spasi ရောက်သွားတဲ့ဥစ္စာ service summon spasi ရောက်သွားတာလည်းဒါလက်ရှိမှာ agent တယောက်ကနေပြီးတော့ဒီပြောင်းရွှေ့ကကောင်းမွန်တယ်ဆိုပြီးတော့မှတ်ချက်ပေးထားခဲ့တာတွေ့ရမယ် Giovanni Leoni Leoni ဒါလက်ရှိမှာဒါ Liverpool အသင်းရဲ့ဒါကျွန်တော်တို့ခံစစ်ကစားသမားပါမာက ҳо югери разоказада магуро ။ဒါအေဂျင့်တယောက်အနေနဲ့ဒီ brown shoe ကတော်တော်လေးကိုမှန်ကန်နဲ့ခေါ်ယူမှုဆိုပြီးသူအနေနဲ့မှတ်ချက်ပေးခဲ့တာကိုတွေ့ရမယ်။နောက်တစ်ယောက်လက်ရှိမှာ Arsenal အသင်းနဲ့ Valencia အသင်းကနေပြီးတော့ Euro 73သန်းနဲ့ခေါ်ယူခဲ့တယ်။ဒါကျွန်တော်တို့လက်ရှိမှာခြေစွမ်းလည်းတကယ်လည်းပြနေခဲ့တဲ့ Christian Mosquera ။ဒါ Christian Mosquera အနေနဲ့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိ Arsenal အသင်းရဲ့ခံစားမှာတော်တော်လေးကိုခြေစွမ်းပြနေတယ်လို့ယုံကြည်လို့ရတယ်။ဒါကြောင့်မို့လို့လက်ရှိမှာဒါ agent အနေနဲ့ဒါဒီ agent အနေနဲ့ဒါတိဖို့လိုတာဒီညမှာအချက်တစ်ခုပြောချင်တာ agent အနေနဲ့ဒီဘောလုံးပွဲတွေမကန်ခဲ့တဲ့သူတို့ကဒါကျွန်တော်တရားဝင်ဒီ voting လုပ်ခဲ့တာဖြစ်ပြီးပြီးမှလုပ်တာမဟုတ်ဘူး။ဒါအခုလက်ရှိဒီလိုကန်နေတဲ့အချိန်မှာထား ောက်တာမဟုတ်ဘူးမကန်ကြတဲ့လုပ်တာဖြစ်အခုမှ Athletic UK ဘက်ကနေဒီ voting ကိုဒါတရားဝင်ဒါချပြခဲ့တာဖြစ်တယ်အဲ့တော့ဒါခုနကပြောလို့ပဲ Moscarao Askenesi ရောက်သွားတော့ကောင်းနေလို့မြင်ချင်မြင်တဲ့ agent ကတယောက်ရှိတယ် Brian M1 Bu လက်ရှိမှာဒါ M1 Bu Manchester United အသင်းကိုရောက်သွားတဲ့အပြောင်းရွှေ့ကမှန်ကန်တဲ့အပြောင်းရွှေ့လို့မြင်တဲ့ဒါ agent ကတယောက်ရှိတယ်ပြီးရင်ဒါကျွန်တော်တို့လက်ရှိ Zubi Mandi ပေါ့နော် Zubi Mandi အနေနဲ့လက်ရှိဒါကျွန်တော်တို့ Arsenal အသင်းကိုရောက်သွားတဲ့အပြောင်းရွှေ့ကိုမှန်ကန်တယ်လို့မြင်တဲ့အပြောင်းရွှေ့ကဒါကျွန်တော်တို့တယောက်ရှိတယ်ပေါ့နော်နောက်တစ်ယောက်ကတော့ကျွန်တော်တော်လေးကိုဒါသိမ့်ဝင်စရာကောင်းတဲ့ကစားသမားတယောက်ဖြစ် တယ်အဲ့လက်ရှိမှာလီဗာပူးတင်းကနေပြီးတော့အက်စတန်ဗီလာတင်းကိုဒါပြောင်းရွှေ့သွားခဲ့တယ်ဟာဗီအဲလီယော့ရဲ့အပြောင်းရွှေ့ကိုလည်းဒါကျွန်တော်တို့အေဂျင့်တစ်ယောက်ကနေပြီးတော့ဒီပြောင်းရွှေ့ကမှန်ကန်တဲ့အပြောင်းရွှေ့လို့ဒါအေဂျင့်ဘက်ကနေသတ်မှတ်ထားတာတွေ့ရမယ်တမောက်ပါတယ်နောက်တစ်ယောက်ကလက်ရှိမှာခရစ်စတယ်ပေးလစ်အတင်းကနေပြီးတော့အာစနယ်အတင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ easy ပေါ့နော် easy ရဲ့အပြောင်းရွှေ့ကိုလည်းဒါကျွန်တော်လက်ရှိအေဂျင့်တစ်ယောက်ကနေပြီးတော့ဒါကျွန်တော်တို့မှန်ကန်တဲ့အပြောင်းရွှေ့ဆိုပြီးသူ့အနေနဲ့ဒါကျွန်တော် recommend ပေးထားခဲ့တာကိုတွေ့ရမယ်နောက်တစ်ယောက်ကဒါကျွန်တော်တို့ Jao Bedroom တရှိမှာချက်စီတင်ရတာတော့တိုက်စစ်ပိုင်းမှာဂိုးရီတော့ရှော့သွင်းပြီးကလပ်ဘောကတ်မှာလည်းအင်မတန်မှအေးပါတဲ့ခန့်ကဏ္ဍမှာပါသွားခဲ့တယ်။ဒါဂျာအိုပက်ဒရူအနေနဲ့လက်ရှိမှာအေဂျင့်တစ်ယောက်ကဒီအပြောင်းရွှေ့ကမှန်ကန်တဲ့အပြောင်းရွှေ့လို့သတ်မှတ်ထားတာကိုတွေ့ရမယ်တဲ့မှာပါတယ်။နောက်တစ်ယောက်ကဒါကျွန်တော်လက်ရှိမှာအီဆက်အလက်ဇန္ဒားအီဆက်ရဲ့အပြောင်းရွှေ့ကိုမှန်ကန်တဲ့အပြောင်းရွှေ့လို့သူတို့အနေနဲ့ဒါကောင်းမွန်တဲ့အပြောင်းရွှေ့လို့အေဂျင့်တစ်ယောက်ကသတ်မှတ်ထားတဲ့တဲ့မှာပါပါတယ်။အဲ့တော့အပေါ်ဆက်ရောက်ပြီးဆိုရင်ဒါ2ယောက်3ယောက်စဖြစ်ပြီပေါ့နော်လက်ရှိမှာတစ်ယောက်တည်းကြီးပဲတခြားအဲ့တော့လက်ရှိမှာအေဂျင့်2ယောက်ကဒီအပြောင်းရွှေ့ကဒီအသင်းအတွက်မှန်ကန်တယ်လို့ယူဆခဲ့တယ်လို့သိရတယ်မှာပါ။အဲ့ဒီအပြောင်းရွှေ့ကဒါကျွန်တော်တို့ Yugres. ယိုဂရက်စီရဲ့လက်ရှိအနေနဲ့အာစနယ်ကိုပြောင်းရွှေ့ခဲ့တဲ့အပြောင်းရွှေ့ကအေဂျင့်နှစ်ယောက်ရဲ့အမြင်မှာဒီအပြောင်းရွှေ့ကတော်တော်လေးကိုကောင်းမွန်တဲ့အပြောင်းရွှေ့လို့သူတို့ဘက်ကနေပြီးတော့သတ်မှတ်ထားပြီးခဲ့တာကိုတွေ့ရမယ်တယ်မှာပါတယ်။နောက်ထပ်ဒါကျွန်တော်တို့ဒီအေဘော်အေဂျင့်နေဆိုရင်အေဂျင့်မျိုးလုံးရှိတယ်ဒါမျိုးကဒါတစ်ချက်ခါကြတာချီကျူးရမယ်တယ်မှာပါတယ်။ဂျက်ဂရီးလေးရဲ့အပြောင်းရွှေ့ကိုဒါကျွန်တော်တို့ဒါအေဂျင့်၄ယောက်ကနေပြီးတော့ဒါဟာမှန်ကန်နဲ့ကောင်းမွန်လို့နဲ့အပြောင်းရွှေ့ဆိုပြီး၄ယောက်တိတိကနေပြီးတော့လက်ရှိမှာဒါကြောင့် recommend ပေးထားခဲ့ရတွေ့ရမယ်။ဂျက်ဂရီးရှင်နဲ့ Everton မှာတကယ်ကို thrive ဖြစ်နေပြီးလမ်းပြန်ထွက်နေတဲ့ခြေစွမ်းတွေကိုပြသနေဆိုရင်ညလုံး များဘူးအဲ့တော့တကယ်လဲ generation နဲ့ city ကထွက်ခဲ့တာဒါအတိုင်းတာတစ်ခုဒီမှန်တယ်လို့လည်းကျွန်တော်အနေနဲ့မြင်တယ်အေဂျင့်နဲ့တော့ကျွန်တော်လက်ရှိမှာအမြင်တူတယ်ပေါ့နော်အေဂျင့်အနေနဲ့လက်ရှိမှာ generation ဒါ Everton ကိုပြောင်းသွားခဲ့တဲ့အပြောင်းအရွှေ့ဒါကျွန်တော်တို့လေအေဂျင့်၄ယောက်ကတော့ဒါနဲ့ပတ်သက်ပြီးသဘောတူတယ်လို့យေတာထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။လက်ရှိဒါကျွန်တော်အေဂျင့်၅ယောက်တိတိအကောင်းဆုံးသောအပြောင်းအရွှေ့ဒီနှစ်နွေရာသီမှာအေဂျင့်တွေရဲ့အမြင်မှာအကောင်းဆုံးသောအပြောင်းအရွှေ့လို့သတ်မှတ်ထားတဲ့အပြောင်းအရွှေ့ကဘယ်အပြောင်းအရွှေ့လဲ။ဒါတော့နောက်တော့မှ PSG အသင်းကနေပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ Manchester City အသင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ ဒါအပြောင်းရွှေ့ကိုတော့အေဂျင့်၅ယောက်လောက်ကဒါဒီဟာအကောင်းဆုံးအပြောင်းရွှေ့တစ်ခုအနေနဲ့ဒါသတ်မှတ်ထားပြီးခဲ့တွေ့ရမှာနံပါတ်၁နေရာမှာဒါကျွန်တော်တို့ဒါဒေါ်နာရိုမာကတော့ဒါဒီနှစ်တွေရာဒီအကောင်းဆုံးသောအပြောင်းရွှေ့အနေနဲ့အေဂျင့်တွေအကုန်လုံးကသတ်မှတ်ပေးထားခဲ့တာဖြစ်တယ်အဲ့တော့အဆိုးရွားဆုံးဒါကျွန်တော်လက်ရှိမှာအေဂျင့်တွေအမြင်မှာအဆိုးရွားဆုံးဒါအပြောင်းရွှေ့အဲ့တော့အေဂျင့်တယောက်ကတော့ East Side ရဲ့ ဣဇရဲ့အပြောင်းရွှေ့ကိုဒါကျွန်တော်မှားယွင်းတဲ့အပြောင်းရွှေ့ဆိုပြီးသူနေတာကျွန်တော်မြင်ထားရဖြစ်တယ်လက်ရှိမှာခုနကပေါ့တစ်ဖက်ကတစ်ယောက်ကကျတော့ဒါအကောင်းဆုံးမျိုးတစ်ဖက်ကတစ်ယောက်ကကျတော့ဣဇက်ကိုမကောင်းဘူးလို့မြင်တယ်ဒါတစ်ယောက်ပေါ့နော်နောက်တစ်ယောက်ကဒါ Florian Ris Florian Ris ရဲ့အပြောင်းရွှေ့ကိုတော့လက်ရှိမှာ agent တစ်ယောက်ကသူ့တက Liverpool တင်းအတွက်ခေါ်ယူမှားယွင်းတဲ့ခေါ်ယူမှုလို့သူနေမြင်ခဲ့တယ်ဒါကျွန်တော် Dango Otara Otara လက်ရှိမှာမမတ်ရတာဘုံမောက်အသင်းကနေ Brentford အသင်းကိုပြောင်းသွားခဲ့တယ်ဒါတောင်ပန်ကစားသမားကိုတော့လက်ရှိမှာ agent တစ်ယောက်ကမှားယွင်းတဲ့အပြောင်းရွှေ့လို့ပြောရတယ်မှာပါတယ် ဒီညာခုနကအေဂျင့်နေမှာဒါမျိုးပြောသေးရအော်ဒါရအနေနဲ့ခုလက်ရှိ brand for အသင်းမှာတော်တော်လေးကိုခြေစွမ်းပြနေတာကိုတွေ့ရမယ်ဒီမှာပါတယ်နောက်တစ်ယောက်ကအန်တိုနီပေါ့နော်အန်တိုနီနေနဲ့ခုလက်ရှိမှာအေဂျင့်တစ်ယောက်ကသူ့အနေနဲ့ Manchester United အသင်းကနေ Real Betis ကိုပြောင်းသွားခဲ့တဲ့အပြောင်းရွှေ့ကတော့မှားရွေ့နဲ့အပြောင်းရွှေ့ဆိုပြီးအန်တိုက Real Betis ဘက်ကိုကြည့်ပေးတယ် နောက်တစ်ခါဒါကျွန်တော်တို့ Jimmy Giddens ဒါလက်ရှိ Chelsea အသင်းနဲ့ပူပူလောလောခေါ်ထားခဲ့တဲ့ Giddens ရဲ့အပြောင်းရွှေ့ကိုတော့ The Agent တယောက်ကနေပြီးတော့မှားယွင်းတဲ့အပြောင်းရွှေ့ဆိုပြီးသူမြန်သတ်မှတ်ထားတာတွေ့ရမယ်။ Omari Hutchinson ဒါကျွန်တော်လက်ရှိမှာ Alan Ga ကိုဆုံးရှုံးထားခဲ့ရတယ်ဒါကျွန်တော်တို့ Northern Forest အနေနဲ့ Hutchinson နဲ့ဝယ်ယူပြီးတော့ Ipswich Town ကနေဝယ်ယူပြီးခေါ်ယူခဲ့တယ်။ Hutchinson ကိုလက်ရှိမှာဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ Agent ကနေပြီးတော့ဒီအပြောင်းရွှေ့ကမှားယွင်းတဲ့အပြောင်းရွှေ့ကိုသူတို့နဲ့သတ်မှတ်ခဲ့တာတွေ့ရမယ်။ နောက်တစ်ယောက်လည်းရှိမှာဘုံမောက်ကနေပြီးတော့ဒါကျွန်တော်တို့မှတ်မဲ့ရလီဗာပူးတင်းကိုပြောင်းသွားခဲ့တဲ့မီလိုကရာကက်ဆေအပြောင်းရွှေ့ကိုလည်းအေဂျင့်တစ်ယောက်အနေနဲ့ဒီအပြောင်းရွှေ့ကမှားယွင်းတဲ့အပြောင်းရွှေ့နဲ့သတ်မှတ်ခဲ့တာကိုတွေ့ရမယ်နောက်တစ်ယောက်ကလက်ရှိမှာကျွန်တော်အမှန်တိုင်းပြောဒီကောင်အသင်းပြောင်းသွားခဲ့တော့ခုမှလက်ရှိမှာသိတယ်အဲ့ဒါကကော်နာကိုဒီကော်နာကိုဒီနေနဲ့လက်ရှိမှာ Everton အသင်းကနေပြီးတော့ဒါ Rexham အသင်းကိုပြောင်းရွှေ့သွားတဲ့အပြောင်းရွှေ့ကိုတော်တော်လေးကိုမှားယွင်းတဲ့အပြောင်းရွှေ့ဆိုပြီးတော့ agent တယောက်ကထောက်ပြထားတာကိုတွေ့ရမယ် ောက်တစ်ယောက်ကလက်ရှိမှာတော့ကျွန်တော် Brighton အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Ivan Fagusan ကရိုမာအသင်းကိုပြောင်းရွှေ့သွားတဲ့အပြောင်းရွှေ့ကိုလည်းမှားယွင်းတဲ့အပြောင်းရွှေ့ဆိုပြီးတော့သတ်မှတ်ပေးထားတာတွေ့ရမယ်ဒီမှာပါတယ်။အဲ့တော့ Bonnuetta လက်ရှိမှာ Chelsea အသင်းနဲ့တော့ကျွန်တော်တို့အပြောင်းရွှေ့ရသည်မပိတ်ခင်မှာစက်ချားမှာခေါ်ယူခဲ့တဲ့အပြောင်းရွှေ့ကိုတော့ဒါကျွန်တော်တို့ အေဂျင့်တယောက်ကတော့မကောင်းတဲ့အပြောင်းရွှေ့နဲ့သူ့နဲ့တတ်မှတ်ထားတာကိုတွေ့ရမယ်။ဂျေဒီဆန်ချိုရဲ့အပြောင်းရွှေ့ကိုလည်းရှိမှာအက်စတွန်ဗီလာအသင်းကိုရောက်သွားပြန်။အက်စတွန်ဗီလာအတွက်တော်တော်လေးကိုအဆင်မပြေတဲ့အပြောင်းရွှေ့ဆိုပြီးတော့ဒါအေဂျင့်ဘက်ကတတ်မှတ်ထားတာတွေ့ရမယ်။နောက်တစ်ယောက်ကလည်းရှိမှာဒါကျွန်တော်ဒန်ယာရီအခုကလေးအသင်းစီရောက်ကလေးကဒန်ယာရီတောက်လျှောက်ရနေပြီးတော့အသက်အရွယ်အဖြစ်လည်းနည်းနည်းလေးကြီးမားနေပြီဖြစ်တဲ့ဒါဘရန်ဖို့ရဲ့တိုက်စစ်မှုကိုခေါ်ယူထားခဲ့တဲ့ညူကာဆယ်ရဲ့ခေါ်ယူမှုကိုလည်းမှားယွင်းနေဆိုပြီးအေဂျင့်တယောက်ကထောက်ပြထားခဲ့တာတွေ့ရမယ်။အဲ့ဒါကယူရိုဝစ်စာပေါ့နော်။နောက်ဆုံးနေရာမှာလက်ရှိမှာဒါကျွန်တော်တို့၃မင်းနဲ့ဒါလက်ရှိမှာဒါကျွန်တော်အေဂျင့်၃ယောက်ကဒီအပြောင်းရွှေ့ကိုတော်တော်လေးကိုမှ ာရွေးနေဆိုပြီးပြောခဲ့တာတွေ့ရမယ်။တကယ်လည်းပြန်စမ်းစားကြည့်မယ်ဆိုဟုတ်လို့လည်းပြောလို့ရတယ်ဒါမှရှိတယ်။ James Travol အနေနဲ့ဒါကျွန်တော်တို့ Donnarumma မှာသူ Donnarumma သူ့အနေနဲ့ဒါမမေရသူဒီနံပါတ်1ကိုသမားဖြစ်မယ်ဆိုပြီးတော့ Manchester City ကိုပြောင်းခဲ့တယ်။ကစားသမားတွေဒါ Donnarumma ရောက်လာချိန်မှာအခုချိန်မှာအယံအနေထားပဲလုံးဝရောက်သွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါ။အဲ့တော့ James Travol ကိုလက်ရှိမှာဒါကျွန်တော် agent အနေနဲ့ဒါကျွန်တော်သုံးမဲပေးခဲ့ပြီးတော့လက်ရှိမှာဒါအပြောင်းရွှေ့မှာဒါအစိုးရအဆုံးအပြောင်းရွှေ့ဒီနေ့မှာအစိုးရအဆုံးအပြောင်းရွှေ့အနေနဲ့နံပါတ်1နေရာမှာသတ်မှတ်ထားတာတွေ့ရမယ်။နံပါတ်1နေရာမှာဒါကျွန်တော် agent 6မဲတတိရှိပြီး Benjamin Sesc ကို Manchester United အသင်းကိုခေါ်ယူမှုကတော့အလက်ရှိမှာဒါကျွန်တော်အစိုးရဆုံးဒါအပြောင်းရွှေ့ဆိုပြီး agent ဒါတိုးတဲ့6ယောက်ကနေပြီးတော့သတ်မှတ်ထားခဲ့တွေ့ရမှာဒါ Manchester ကတော့အခုလက်ရှိမှာ Manchester United အသင်းမှာဒါ goal တောက်လျှောက်ပြန်သွင်းပြနေတာကိုတော့တွေ့ရပဲတယ်မှာပါအဲ့တော့ agent နေမှားတာကိုဘယ်သူတွေလို့ agent နေမှားကြအောင်ဘယ်သူတွေတက်သေးပြမယ်ဒီ list ထဲမှာအခုလက်ရှိမှာတက်သေးပြနေတာကျွန်တော်မျက်စိထဲမှာမြင်တာဒါ Otara ရှိမယ်ပြီးရင်တော့ အဲဆက်စကိုလို့ပြောလို့ရမယ်နေဒါမှမဟုတ်ရှိပါတယ်ဂျန်နယ်လူတွေကကျွန်တော်ဒါအီဗန်ဖာကူဆန်တို့ပါကျွန်တော်နောက်ကနေလိုက်ကြည့်တော့ဘော်နိုဝဲတာလေးမစိုးဘူးလို့ပြောလို့ရတယ်ဂျန်နယ်လူတွေကအဲ့လောက်ကြည့်တော့မဟုတ်သေးတော့ရစ်တိုအီဆက်တို့ကပရူဗန်တစ်ခုပြအောင်မလို့ပြောရင်လည်းကျွန်တော်သွားကပြပါဦးဘော်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points လို့ ਨੇ ဒီ for you မှာဂျင်းလူဆန်ပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျညံ့ညံ့ကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျွန်တော်သွားကပြပါအောင်ဗျဒီပါဗျ